တို့သမီးတို့မင်္ဂလာပါတီချဲကတော့တတမရန်တင်ချပါတာရက်ကိုတင် जा ပေးမဲ့တီချဲဆိုးဖြစ်ပါတယ်ဒီနေ့တီချဲပြောပြပေးမဲ့အကြောင်းအရာကတော့တင်ချနှစ်အခန်း၄ခောက်ချိုးညီခြင်းကတင်ကန်းစာ၁ဖြစ်တဲ့ခောက်ချိုးညီဝင်ရိုးပေါ်ရှိအမှတ်များအကြောင်းပဲဖြစ်ပါတယ် ရန်တုံးကမြင်းဖြောင့်တကြောင်အရာခောက်ချိုးညီခြင်းအကြောင်းကိုလေ့လာခဲ့ပြီးဖြစ်တယ်။ဒီသင်ခန်းစာမှာတော့ခောက်ချိုးညီဝင်ရိုးပေါ်မှာရှိတဲ့အမှတ်များအကြောင်းနဲ့အမှတ်တမှတ်အရာ ခောက်ချိုးညီခြင်းအကြောင်းတို့ကိုဆက်လက်ပြီးတော့လေ့လာကြမှာဖြစ်တယ်။ဒီသင်ခန်းစာကိုလေ့လာပြီးပါက အမှတ်တမှတ်အရာ ခောက်ချိုးညီသောပုံများကိုလက်တွေ့သိမြင်လုံဆောင်ရယူနိုင်မှာဖြစ်ပါတယ်။သင်ခန်းစာ1ကတော့ ခေါချိုးညီဝင်ရိုးပေါ်မှာရှိတဲ့အမှတ်များအကြောင်းပဲဖြစ်ပါတယ်ဒီချေရိုအဆင့်1အနေနဲ့စာရွက်လွတ်လေတရွက်ကို အလယ်မှာခောက်မယ်လေမှာခောက်ပြီးတော့အဲ့ဒီခောက်ရိုးအတိုင်းမြင်းတစ်ချောင်း ဆွဲပြီးတော့

ချဲတို့ဒီမှာပင်အပ်နဲ့ထိုးပေါက်ပြီးတော့စာရွက်ကိုပြန်ပြီးတော့ဖြန့်လိုက်ပါမယ်။ဖြန့်လိုက်ပြီးတော့အဆင့်၃နေနဲ့ဖောက်ထားတဲ့အမှတ်နှစ်မှတ်ကို A နဲ့ B လို့ခေါ်ပါမယ်။ဒီချဲဒီမှာ A နဲ့ B ဆိုရေးလိုက်ပါမယ်။အဲ့နောက်ပြီးတော့မြင်းအလ်ဘောမှာကြိုက်နှစ်တက်ရအမှတ်တစ်ခုကိုယူပြီးတော့ဒီချေရို B လို့နာမည်ပေးလိုက်မယ်ဒီချေဒီမှာ B လို့ရေးလိုက်မယ် B ကို A နဲ့ B တို့နဲ့စက်ပါမယ်။ အခု teacher တို့ဆွဲထားတဲ့ A နဲ့ B B နဲ့ B ဆက်ထားတဲ့မြင်းနှစ်ခုကိုကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင် PA နဲ့ PB ကတစ်ခုပေါ်တစ်ခု အတိအကျကြာရောက်နေတာကို တွေ့ကြရမယ်ဒီမှာအဲ့ဒါကြောင့်မလို့ PA ညီမျှခြင်း PB ဖြစ်တယ်အဆင့်ကတော့ L ပေါ်မှာ AB ရဲ့အခြားတစ်ဖက်မှာအမှတ်တစ်ခုကိုယူပြီးတော့ကျူးလို့ထားလိုက်မယ် အဆင့်၄မှာစမ်းတက်ခဲ့တဲ့အတိုင်းဒီချေရိုးဆက်ပြီးတော့လုပ်ကြည့်မယ် A နဲ့ဂျူကိုဆက်လိုက်မယ် B နဲ့ဂျူကိုဆက်လိုက်မယ်ဒီချေရိုးခပြန်ပြီးတော့ခောက်ကြည့်လိုက်မယ် QA နဲ့ QB ကတစ်ထပ်သေးကြတာကို တွေ့ရတယ်။အဲဒါကြောင့်မလို့ QA ညီမြချင်း QB ဖြစ်တာကိုလည်းတွေ့ရမယ်။အဲဒါကြောင့်အမှတ်နှစ်မှတ်ရဲ့ခေါချိုးညီဝီယိုးပေါ်မှာရှိတဲ့အမှတ်တိုင်းဟာထိုအမှတ်နှစ်မှတ်ကနေပြီးတော့တူညီစွာကွာဝေးချောင်းကိုလက်တွေ့ပြုလုပ်သိရှိနိုင်တယ်။ဆက်လက်ပြီးတော့ခေါချိုးညီဝီယိုး L ပေါ်မှာမရှိတဲ့အမှတ်တမှတ်နဲ့ပတ်သက်ပြီးတော့ဒီချေတို့လေ့လာကြမှာဖြစ်ပါတယ်။ စာရွက်တရွက်ကို ယူပြီးတော့ရှေ့မှာ ပြုစမ်းသက်ချက်ပြုလုပ်ခဲ့တယ်စမ်းသက်ချက်ကအစ်စ်တင့်နဲ့နှစ်ကိုဒီချေတို့ပြန်ပြီးတော့လုပ်ကြည့်အောင်အရင်ဆုံးစာရွက်လွတ်တရွက်ကို ယူပြီးတော့အလဲအနေခောက်မယ်ခောက်ပြီးလို့ရှိရင်အလဲမှာဆိုလို့ရှိရင်မြင်းဖြောင်းအလေးကိုဒီချေတို့ဆွဲလိုက်မယ် မြင်းဖြောင်း L လေးကိုနမဲပေးလိုက်မယ်ပြီးလို့ရှိရင်တချေရောစာရွက်ကိုပြန်ခောက်မယ်ခောက်ပြီးလို့ရှိရင် L မြင်းချောင်းတိုင်းခောက်ပြီးလို့ရှိရင်ပင်အပ်လေးနဲ့တချေရောဒီမှာအမှတ်လေးတစ်ခုကိုဒီမှာတချေရောပင်အပ်နဲ့အမှတ်လေးတစ်ခုကိုယူလိုက်မယ်ပြီးရင်စာရွက်ကိုပြန်ပြီးတော့ဖြန့်လိုက်မယ်ဖြန့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီထိုးပေါက်ထားတဲ့ပင်အပ်ရာလေးနှစ်ခုကို A နဲ့ B ဆိုပြီးတော့ဒီချေရိုနာမည်ပေးလိုက်မယ်ဒီချေရိုအစ်စ်နှစ်အနေနဲ့ဖောက်ထားတဲ့အမှတ်နှစ်မှတ်ကို A နဲ့ B လို့နာမည်ပေးပြီးသွားပြီဆိုရင် L ပေါ်မှာမရှိတဲ့အမှတ်တစ်မှတ်ကိုဒီချေရို R လို့ယူလိုက်မယ်အဆင့်3နေနဲ့ R ကို A နဲ့ B တို့နဲ့စပ်ပါမယ် ကဲဒီမှာကြည့်ရအောင်နော် RA နဲ့ RB ကိုသားတို့သမီးတို့ဘလို့တွေ့ရှိရလဲဒီကျဲတို့ဒီမှာစာရွက်လေးကိုခောက်ကြည့်လိုက်မယ်ခောက်ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင် RA နဲ့ RB ရာဆိုရင်တစ်ခုပေါ်တစ်ခုမကြရောက်တာကိုတွေ့ရတယ်။အဲ့တော့နောက်ပြီးတော့ RA နဲ့ RB ကိုတိုင်းကြည့်လိုက်လို့ရှိရင်လည်း မတူညီတာကို တွေ့ရမယ်အဲ့ဒါကြောင့်မလို့အမှတ်နှစ်မှတ်ရဲ့ခောက်ချိုးညီဝီယိုးပေါ်မှာမရှိရဲ့အမှတ်တိုင်းဟာအဲ့ဒီအမှတ်နှစ်ခုကနေပြီးတော့အကွာဝေးမတူတာကိုလက်တွေ့ပြုလုပ်ပြီးတော့သိရှိနိုင်ပါတယ်အဲ့ဒီတော့ဒီချယ်တို့ အခုစမ်းသပ်ချက်နှစ်ခုကနေပြီးတော့လက်တွေ့ပြုလုပ်ထားတဲ့အချက်နှစ်ချက်ကနေပြီးတော့ဒီကျေတို့မှတ်သားစရာနှစ်ခုရှိပါတယ် အမှတ်နှမှတ်ရဲ့ခောက်ချိုးညီဝင်ရိုးပေါ်မှာရှိတဲ့အမှတ်တိုင်းဟာထိုအမှတ်နှမှတ်ကနေပြီးတော့တူညီစွာကွာဝေးကြတဲ့အပြန်အလှန်အားဖြင့်အမှတ်နှမှတ်မှတူညီစွာကွာဝေးသောအမှတ်တိုင်းဟာထိုအမှတ်နှမှတ်ရဲ့ခောက်ချိုးညီဝင်ရိုးပေါ်မှာ ရှိနေတာကိုမှတ်သားရပါမယ်။နောက်ပြီးတော့မှတ်ချက်တစ်ခုအနေနဲ့ခောက်ချိုးညီဝင်ရိုး L က AB ကိုထပ်ဝက်ပိုင်းပြီးတော့ဓာတ်မှတ်ကြတဲ့အတွက်ကြောင့်မို့လို့ L က AB ရဲ့ဓာတ်မှတ်ကြထပ်ဝက်ပိုင်းမြင်ဖြစ်ပါတယ်။ဒီနေ့ဒီချက်ပြောပြပေးခဲ့တဲ့အကြောင်းအရာကတော့သင်္ချာနှစ်အခန်း၄ခောက်ချိုးညီခြင်းသင်ခန်းစာ၁ကခောက်ချိုးညီဝင်ရိုးပေါ်ရှိအမှတ်များအကြောင်းပဲဖြစ်ပါတယ်။ ဒီနေ့ဒီချက်ရှင်းပြပေးခဲ့တဲ့သင်ခန်းစာကိုသားတို့သမီးတို့နားလည်သဘောပေါက်မယ်လို့ဒီချက်မျှော်လင့်ပါတယ်။နောက်သင်ခန်းစာတွေမှာဒီချက်တို့ပြန်တွေ့ကြမယ်နော်။ Bye bye ။